ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလေကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘယ်သူကြီးရော့ဒီမှာငါအုံနုခွာဆွဲလေးရော့အဲ့ဒါလက်ဆောင်နော်ဒါနာပြူတာရော့ရော့စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်မှုနဲ့ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်မယ်နော်အဲ့ဒါအဲ့ဒါတေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လည်းအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတော့ွယ်လှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှာတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှာတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ 2025ခုဒီဇင်ဘာလတလတာတင်းငွေသားသမီးမိတ်ဆွေများတရင်ချေတအားကြီးတဲ့တင်းငွေသားသမီးမိတ်ဆွေများအတွက်တလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာကဲဒီလိုကိန်းုံဟောရတာမိတ်ဆွေတို့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေတက်ဝက်တော့အောင်မြင်နေပြီလို့နမိတ်ဖတ်လိုက်ပါတယ်ကျန်တဲ့တဝက်ကတော့ဆက်ပြီးစူးစမ်းကြတာပေါ့နော်ဒီလိုဒီလိုဒီအချိန်ဟာလေကံအဆိုးနယ်ကောင်းစက်ကူးမကူးကူးနေတဲ့ဂျားကာလာလေးဖြစ်နေတယ်အဲ့တော့အောင်မလို့လို့မအောင်မှုလို့လို့ အဆင်ပြေမလို့လို့မပြေဘူးလို့လို့မတင်မကြလေးတွေဖြစ်နေတတ်တယ်။ရှေ့မှာတော့ကောင်းတဲ့ကောင်းတော့မယ်။အောင်တဲ့အောင်တော့မယ်။ကြည့်ဒါကြောင့်ကိုဘာတွေစေကူးထားတယ်လဲဘာတွေယူရထားတယ်လဲဆက်လက်ပြီးတော့စူးစမ်းတဲ့အချိန်ဖြစ်ပါတယ်။ဇွဲခတ်ပြီးတော့စူးစမ်းတဲ့အချိန်ဖြစ်ပါတယ်။အောင်မင်းချင်းတောင်ကုန်းအထက်ကိုရုံတက်နေရတယ်လို့ပဲ။နည်းနည်းလေးတော့ခြေကုန်လက်ပန်းလေးကျသွားပြီနော်။ငွေပန်းစိတ်ပန်းလူပန်းနေဖြစ်သွားပြီဆိုတော့လူကလက်ချော့ရမလို့လို့လက်မှန်ချာရမလို့လို့နောက်ပဲပြန်ဆိုးရမလို့လို့ဖြစ်တတ်တယ်။ဒါပေမဲ့ဒီချိန်လေးမှာအားခက်ပြီးတော့ငွေရလူကအကြံညာတွေတုံးပြီးတော့ လောက်လက်စားအလုပ်တွေရွေထားတဲ့ကိစ္စတွေကိုဆက်ပြီးတော့ဆောင်ရွက်တက်ပါတယ်လို့နော်မကြခင်မှာအောင်မြင်ခြင်းဟာကိုယ့်စီကိုစိုက်စိုက်မြဲမြဲရောက်လာတော့မှာဖြစ်ပါတယ်အလို့သဖြင့်ဒီလိုအချိန်မျိုးမှာအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအစားအုပ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအလုံနေရာအိမ်နေရာကိစ္စအပြောင်းအရွှေ့ကိစ္စအလုံနေရာအိမ်နေရာပြောင်းရင်းနဲ့မပြောင်းရင်းမှုအလုံနေရာထိုင်ခင်းကိစ္စတွေဦးစားပေးစ조사တဲ့နဲ့စတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလောက်ကရမယ်ကိစ္စမျိုးစင်းစရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကောက်နေစားတော့ကုန်စားတော့ဆိုင် စံစီစေစာစက်မှုဆိုင်ပြိုစိန်စာဥစာတန်းအဲ့ဒါလိုလုပ်ငန်းမျိုးတွေပိုပြီးတော့ကြိုးစားတဲ့နေမျိုးဖြစ်ပါတယ်။ကျန်းဖန်ပြီးတော့အကျွေးလေးတင်တတ်တယ်ပြု။ကဲတင်းစရာရှိလဲပိုင်မနေနေနေသားတင်ပစ်လိုက်ပြီးတော့ကြာနနပစံနေပါတဲ့ခြေငါဆွဲယုံပေါင်းနံရောင်းချပြီးတော့လုပ်ငန်းအစ်တထူတောင်းတာတို့အခြေတဲတာတို့အစပြိုးတာတို့ဒါမျိုးတွေကိုဦးစားပေးပြီးပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်။လုံးလုံးစေနည်းနည်းလေးစိတ်မောလူမောလေးဖြစ်ရပေမဲ့မကြခင်မှာအောင်မြင်ခြင်းအသိပွင့်ခံစားရတော့ပါပါ။ အဲ့တော့ဒီလိုကာလာမျိုးမှာတင်းငွေသားသမီးမိတ်ဆွေတွေကကံကောင်းစရာရှိတာတွေပိုကောင်းအောင်အញ្ញံကြိုက်တွေကြောပပြပြအောင်ဆိုရင်အရေးကြောင်ကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာပေါ့နော်ကိစ္စကြီးငယ်ရှိတဲ့ရက်မျိုးတွေမှာနီညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့အဲ့လိုအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစာအုပ်ကလေးတော့ဘာစာအုပ်ပဲဖြစ်ဖြစ်စာအုပ်အစဉ်ပြေတင်တော်တဲ့စာအုပ်ကလေးချောင်းသုံးစာအုပ်လည်းရတယ်။အဲ့စာအုပ်လေးနဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ပုတ်ပြီးတော့ဆူတောင်းမှဗနေချဲရဲ့မဟုတ်ဘူးတတိယတိုင်းရက်ခတ်အားတိုင်းခတ်နေနော်အဲ့ဒါအဲ့တော့ရောင်းနေတဲ့ပစ္စည်းတွေနော်လုပ်ငန်းသုံးပစ္စည်းတွေလည်းပါတာပေါ့အလုပ်ရုံစက်ရုံစက်မလုပ်မှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေရင်းနေဆက်တွေကိုအဲ့စာအုပ်လေးနဲ့ရက်ခတ်ပြီးတော့အလုပ်တွေများများလုပ်ရဖို့များများရောင်းထွက်ဖို့ဆူတောင်းမှဖြစ်ပါတယ်။ဒီကာလအတွင်းမှာကိုယ့်အတွက်ကံကောင်းလိုက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေ အာအိနံပါတ်ခြံနံပါတ်ဂါနံပါတ်တွေရွေးမယ်။ရောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်။အချင်းချင်းဘယ်နေ့တွေကောင်းတယ်လဲဆိုရင်၃ငနန်း၊၉ငနန်းနေရာကိုအတွက်ကံကောင်းစေမဲ့နံပါတ်တွေကနန်းတွေဖြစ်ပါတယ်လို့။ကဲဒီလိုကာလာမျိုးမှာတနင်္ဂနွေသားမိတ်ဆွေတွေကကံရဲ့အပမှုရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရင်ညောင်မင်းကြီးကြီးအောက်ကိုသွားအဲ့ဒီညောင်မယ်မှာရှိတဲ့ရုပ်ကစိုးပိုးပိုးကြီးကိုမြစ်တာပိုးပြီးတော့မှအခုလုံးမဲ့ဘယ်ကိစ္စပဲလုပ်ငန်းဘယ်လိုအဆင်ပြေအောင်မြင်မှာသစ်ဆူတောင်း ကဲအဲ့ဒီမေတ္တာပို့တဲ့ကုသိုလ်လေးနဲ့အတူတရင်းတွေသားသမီးမိတ်ဆွေများဒီတလတာမှာကံကောင်းထောက်မှခြင်းတွေရရှိကြပါစေမိတ်ဆွေများကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ